မာကျန်းစာထဲမှာနိုင်ငံရဲ့ဒေတာအချုပ်ကိုကျွန်ုပ်ရှာဖွေတွေ့ရှိမိသလောက် မိတ်ဆွေများဘ ഹു တုတရစီရန်အတွက်တင်ပြလိုက်ရပါတယ်ခင်ဗျာဘာဘလုံဘာဘလုံဒီယခုမျက်မှောက်ခဲ့အီရတ်ဤဒစိတ်တပိုင်းဖြစ်သည့်မက်ဆိုပိုတေးမီးယားရှိဘာဘလုံမြို့ကိုအဓိကရည်ညွှန်းပါတယ်အထူးသဖြင့် ဘာဗလုန်ပြည်နှင်တန်ခံရတော့ဟေဘေးချမ်းစာဆောင်များတွင်စိုးသွမ်းမှုနှင့်ပြည်နှင်တန်ခံရသူများအကြာမကြာခဏဆက်ဆက်နေပါတယ်။တမာချမ်းစာ၌ဘာဗလုန်သည်ကျွန်းဆွယ်တစ်ခုမဟုတ်ပါ။တခါတရံတွင်၎င်းကိုနှိုက်နှိုက်ချွတ်ချွတ်အသုံးပြုတော်လဲ၎င်း၏မူလအဓိပ္ပာယ်မှာတီးခြားတည်နေရာဖြစ်ပါတယ်။ဘာဗလုန်သည်တမာချမ်းစာ၏ဓမ္မဟောင်းနှင့် ဓမ္မတိနှစ်ရက်စလုံးတွင်ထင်ရှားသောမြို့ဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းတွင်ဣသရေလနိုင်ငံအပါအဝင်အခြားနိုင်ငံများကိုသိမ်းပိုက်နိုင်ခဲ့သောအင်အားကြီးအင်ပါယာအဖြစ်တော်၎င်းဣသရေလလူမျိုးများတုတ်ပန်းအဖြစ်ဘာဗုလုန်ပြည်နှင်တန်းခံရသောနယ်မြေအဖြစ်တော်၎င်းပုံဖော်ထားပါတယ်ဓမ္မဟောင်းကျမ်းထဲမှာဇလန်းဖြစ်တဲ့လူသားတွေရဲ့မာနနဲ့ ဘုရားသခင်ရဲ့တရားစီရင်ခြင်းကို ကိုစားပြုတဲ့ဘာဘလုန်နဲ့လည်းတိုက်ဆိုင်ပါတယ်ဆက်ဆက်လျက်ရှိပါတယ်ခင်ဗျာပါလက်စတိုင်းဖိလိတိလူမျိုးများဖြစ်ပါသည်ဖိလိတိလူမျိုးများသည်ယနေ့ခေတ်အစ္စရေးနှင့်ပါလက်စတိုင်းတို့၏ နယ်မြေတွင် အကြမ်းဖြင့်အဖြစ်ပါလက်စတိုင်းဟုခေါ်သောတောင်ပိုင်းကမ်းရိုးတန်းဒေသတွင်မိတင်းနေထိုင်ကြသော ရှေးခေတ်လူအုပ်စုတစုဖြစ်ပါသည်။၎င်းတို့၏ဇစ်မြစ်သည်အာဂင်ဒေသ create တို့မဟုတ် အခြားကျွန်းများမှဖြစ်နိုင်သည်ဟု ယူဆကြပြီး၎င်းတို့သည် BC 12ရာစုခန့်တွင်ထိုဒေသတို့ပြောင်းရွှေ့လာခဲ့သောပင်လယ်လူမျိုးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်ပါလက်စတိုင်းဟူသောအမီဒီဖိလိတိလူမျိုးများထံမှဆင်းသက်လာသောကြောင့်ဂရိလူမျိုးများသည်၎င်းတို့အခြေချနေထိုင်ရာဒေသကိုရည်ညွှန်းသည့်အမီကိုအတုံးပြူကြခြင်းဖြစ်ပါသည်တမာကျန်းစာထဲ၌ဟေပြဲကျန်းစာတွင် ဖိလိတိလူမျိုးများကိုထင်ရှားစွာဖော်ပြထားပါတယ်ခမညာမောဘနဲ့အေဒုံ မောဘနှင့်အေဒုံပြည်တို့သည်ပင်လယ်တည်၏အရှိတ်ချမ်းတွင်တည်ရှိပြီးအ धिक အားဖြင့်ယနေ့ခေတ်ဂျော်ဒန်နိုင်ငံကိုရည်ညွှန်းထားပါတယ်ခင်ဗျာမောဘသည်ပင်လယ်တည်၏အရှိတ်ချမ်းတွင်ဗဟုပြုပြီးအေဒုံမူကားတောင်ဖက်တွင်တည်ရှိပါတယ်ယနေ့ခေတ်တွင်၎င်းတို့တင်ပိုက်ထားသောဒေတာသည်ယခုအခါဂျော်ဒန်၏အစိတ်အပိုင်းဖြစ်တော်၎င်းဤရှေးခေတ်နိုင်ငံများနှင့်ညီမျှခြင်းတူညီခြင်းမရှိတော့ပေ မောဘမောဘနိုင်ငံဒီယခုဂျော်ဒန်တောင်ပိုင်းရှိပင်လယ်သေး၏အရှိဖက်ချမ်းတွင်တည်ရှိပြီးကုန်းမြင့်ဖြစ်တဲ့တောင်တန်းဒေသဖြစ်ပါတယ်။မောဘလူမျိုးများသည်အနောက်ဘက်ရှိ၎င်းတို့၏အစ္စရေအိနီချင်းများနှင့်မကြာခဏပရိပခဖြစ်လျက်ရှိပါတယ်။အေရုံအေရုံသည်ပင်လယ်သေး၏တောင်ဖက်တွင် အရှိဖက်တွင်တည်ရှိပြီးယခုခေတ် ဂျော်ဒန်တွင်လည်းအ धिक ကြတော့နိုင်ငံဖြစ်ပါတယ်။အီရန်လူတို့သည်တောင်ထူထက်သောမြေမျက်နှာတွင်ပြင်ကြောင်းလူတီများကြပြီးသူတို့၏နယ်မြေသည်တိနာကျွန်းဆွယ်မှကာတီရှပါနာနှင့်အီလက်အထိကျယ်ပြန့်ပါတယ်ခင်ဗျာ။ဖီနီကိုဖီနီရှားဖီနီရှားသည်မြေထဲပင်လယ်ကမ်းရိုးတန်းတစ်ချောင်းရှိ မြို့ပြအုပ်စုတစုကိုရည်ညွှန်းထားပါသည်အထူးသဖြင့်ယခုခါလေဗနွန်နိုင်ငံစီးရီးယားနှင့်အစ္စရေးတို့၏အစိတ်အပိုင်းများဖြစ်ကြပါသည်တမိုင်းကြောင်အရာဖီနစ်လူမျိုးများသည်ကျွမ်းကျင်သောရေလုံသားများကုန်တယ်များနှင့်ကိုလိုနီပြုသူများဖြစ်ကြပြီးဘာသာစကားယဉ်ကျေးမှုနှင့်ဂုံသွယ်မှုလမ်းကြောင်းများ၏ကျွဲဝသော အမွေအနှစ်ကိုခြံထားခဲ့ကြပါသည်ယနေ့တွင်တချိန်က finishing data သည်ယနေ့ခေတ်လေဗနွန်၏အစိတ်အပိုင်းဖြစ်ပြီးစီးရီးယားနှင့်အစ္စရေးတို့၏အစိတ်အပိုင်းအချို့လည်းပါဝင်ပါသည် finishing ဟူသောအတုံးအနှုံးသည်တမချန်းစာတွင်အထူးတစ်ဖြစ်ဓမ္မဟောင်းကျမ်းဟေဘရဲကျမ်းစာတွင် တွေ့ရှိရပြီး၎င်းတို့၏ပင်လယ်ရေကြောင်းနှင့်ကူးတန်းရောင်းဝယ်ရေးဆိုင်ရာ စွမ်းပကားကြောင့် လူသိများသောဒေတာဖြစ်ပါသည်ရင်းမျိုးသူမြေသားများကိုလည်းရည်ညွှန်းထားခြင်းဖြစ်ပါသည်ဖိနစ်လူမျိုးများကို ကုန်တယ်များစောက်လို့ရေလုံသူများအဖြစ်ယေရုရှလင်မြို့၌ပထမဆုံးသောဗိမာန်တော်တည်ဆောက်ခြင်းနှင့်လည်းမကြာခဏဖော်ပြထားပါတယ်ခင်ဗျာပါရှားပါရှားဒီယခုအီရန်ဟုခေါ်သောအရာကိုရည်ညွှန်းထားပါသည်အထူးသဖြင့်၎င်းဒီ ရှေ့ခေတ်အီရန်ရှိဒီနယ်တစ်ခုဖြစ်တဲ့ Francis နယ်မြေကိုရည်ညွှန်းထားပါတယ်။ယနေ့ခေတ်အီရန်နဲ့ပတ်ဝန်းကျင်ဒေသများကိုဝန်းရံထားသည့်ဂျေပြောလာတော် Empire ကိုတတ်မှတ်ရန်ပါရှားဟူသောဝေါ်ဟာရကိုယာစုနှင့်များစွာအသုံးပြုခဲ့ကြပါသည်။ယနေ့ခေတ်မှာတော့အီရန်နိုင်ငံကိုအစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ်တရားဝင်လူတည်များကြပါလေခင်ဗျာ။ဂျန်စာ၌ပါရှားဒီဒေတာအတွင်းတွင် အဓိကပါဝါကြီးခဲ့ပြီးမျက်မှောက်ခဲ့အီရန်၊အီရတ်၊အာဖဂန်နစ္စတန်နဲ့အခြားဒေသများပါဝင်သည့်နယ်မြေကိုထိန်းချုပ်ထားပါသည်အာမွန်အာမွန်ဒီယနေ့ခေတ်ဂျော်ဒန်မြစ်အကြမ်းအဖျက်ဂျော်ဒန်မြစ်အရှိတ်ဖက်ရှိရှေ့ခေတ်စီးမိုင်နိုင်ငံကိုယူညွန့်ထားပါသည်မြို့တော်ဖြစ်သည့်ရောဘတ်အာမွန်သို့မဟုတ်ရောဘတ် ယနေ့ခေတ်အာမွန်ဤနေရာဖြစ်သည်ဟုယုံကြည်ရပါသည်ယနေ့ခေတ်တွင် အာမွန်ဤတီးခြားနိုင်ငံမဟုတ်တော့တော်လဲခေတ်မီတော့ဂျော်ဒန်နိုင်ငံအတွင်ဒေသတစ်ခုဖြစ်ကြောင်းတင်ပြအပ်ပါသည်အာမွန်ဤဂျော်ဒန်မြစ်အရှိဖက် အာနုံနှင့်ယာဘုမြစ်များကြားရှိရှေးခေတ်စီးမိုက်နိုင်ငံဖြစ်ခဲ့ပါသည်ခင်ဗျာဟေတီဟေတီလူမျိုးများသည်ယခုခေတ်တွင် ပါလက်စတိုင်းတွင်နေထိုင်ပြီးခါနန်လူမျိုးအုပ်စုကိုရည်ညွှန်းထားပါသည်ရှေဟောင်းသူတေသနာအထောက်ထားများနှင့်တမိုင်းမှတ်တမ်းများအရဟိတ္တိလူမျိုးများသည်ဂျေခဲအတွင်အင်အားကြီးသောအင်ပါယာကိုထူထောင်ခဲ့သည့်အနတိုလီယာခေတ်တူရကီတွင်ထူးခြားသောအင်ဒိုဥရောပယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်းဖော်ပြထားပါသည်ယနေ့ဟိတ္တိဟူသောအတုံးနှောင်းသည်ရေပူရအဖြစ် အနာတိုလီယန်ယဉ်ကျေးမှုကိုယဉ်ညွန်ပြီးတမာကျန်းစာရှိအဟိတိဟုသောအတုံးအနှုံးဒီခါနန်လူမျိုးအုပ်စုကိုယဉ်ညွန်ထားပါသည်တမာကျန်းစာထဲတွင်ဟိတိလူများကိုဟေပြဲဟိတိဂရိဆိုသောအတုံးနှုံးကိုမတုံးတော့ပဲအနာတိုလီယန်ယဉ်ကျေးမှုမဟုတ်ပဲခါနနိလူအုပ်စုကိုယဉ်ညွန်ထားပါ ာရရအာရရဒီကြီးမြတ်သောရေလွှမ်းမှုဘေးပြီးနောက်နောဤတင်ပေါ်နာခိုရဒေတာကိုကြီးညွန်ပါသည်တမိုင်းအယဤဒေတာသည် ယခုအခါအာမေးနီးယားအရှေ့တူရကီနဲ့အီရန်၏အစိတ်အပိုင်းများဖြစ်သည့်ရှေ့ကဲဥရတုနိုင်ငံနဲ့ဆက်စပ်လျက်ရှိပါသည်အထူးသဖြင့်ခေတ်တူရကီနိုင်ငံရှိတခုတည်းသောအထင်ကရအတောင်ဖြစ်သည့်အာရတ်တောင်ဒီယခုအခါတမန်ကျန်းစာဆိုင်ရာအာရတ်နဲ့ဆက်စပ်နေပါသည်အာရတ်ကိုကဘာဦးကျန်းအခန်းကြီးရှိအငယ်၄တွင်နောအတင်ဘောဆင်းသက်သည့်နေရာအဖြစ်ဖော်